Hello မင်္ဂလာပါသားတို့တမလို့ရေဒီချဲ့ရဲ့ grade 2သင်ကြားအတန်းလေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အော်ပြန်လဲကြိုဆိုအောင်မို့ဒါ first video လေးပေါ့နော်ပထမဆုံး video လေးဖြစ်ပါတယ်။ Okay KR ဆိုလို့ရှိရင်ဒီချဲ့တို့က grade 2သင်ကြားကိုဒီနေ့ကစပြီးတော့လေ့လာကြပါမယ်။ဒါလေးကတော့ဒီနေ့ video ကတော့ video number 1ဖြစ်ပါတယ်နော်။ဟုတ်ပြီနော်အဲဆိုလို့ရှိရင်တရုတ်တမလို့ရင်ဒီချက်ကိုမင်းတို့ရဲ့လေ့ကျင့်ခန်းစာအုပ်လေးကြောင်းမြင့်စာအုပ်ကလေးထုတ်ပေးပါနော် ဒီကြောင့်မြင်းစာအုပ်ကလေးထုတ်ပေးပါရှင့်အတော့ဒီခြေကလည်းမင်းတို့ကိုဒီမှာစာအုပ်ကလေးထုတ်ပြရမယ်ခနာကလေးစောင့်ထုတ်ပြီးတော့ပြီလား ကဲထုတ်ပြီးသားပြီဆိုရင်เนาะတီချေရိုးတွေကခေါင်းစဉ်ကလေးတက်ရအောင်အဲ့တော့ဘယ်ခေါင်းစဉ်လေးတက်ပါလဲမင်းတို့ရဲ့တင်ချဖက်စာအုပ်ကခေါင်းစဉ်လေးတက်ပါမယ်ဟိအဲ့တော့တတို့သမီးတီချေကမင်းတို့ရဲ့တင်ချဖက်စာအုပ်ကိုဒီလိုတပိုင်းလေးခဏယူလိုက်မယ်เนาะပုံသဏ္ဍာန်လေးပြောချင်လို့ပါရှင့် အဲ့တော့ဒီမှာပါအဲ့တော့ဒီမှာလေးဒီပန်းရောင်နဲ့ရေးထားတဲ့နံပါတ်လေးကတကယ်လို့အခန်းနံပါတ်ဖြစ်ပါတယ်เนาะအဲ့တော့ဒီဘက်ကကျတော့အဲ့ဒီအခန်းမှာတင်ရမယ်အဲ့ဒီအခန်းရဲ့ခေါင်းစဉ်ဖြစ်ပါတယ်အပြည့်အစုံကဒီအပေါ်မှာရှိပါတယ်အခန်း1ဇယားနှစ်ဂရမ်များဆိုတဲ့ခေါင်းစဉ်လေးပါเนาะအဲ့တော့မင်းတို့ရဲ့လေကြောင်းမြင့်စာအုပ်မှာဒီချက်ကို အလဲကောင်မှာတက်ပေးရအောင်တူတူတက်မယ်เนาะအခန်း1 ဒီအောက်ပြီးပြီးတော့ရင်အောက်ကနေပြီးတော့မှဇယနိကရညကဲကောင်းစဉ်လေးတက်ပြီးသားပြီလားဟုတ်ပြီနော်တက်ပြီးသားပြီဆိုရင်တော့ဒီချေရုတွေကလဖက်စာအုပ်ကိုသွားကြည့်ကြရအောင် ကဲအဲ့တော့ဒီနေ့ကပထမအဦးဆုံးသင်ငန်းစာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ကမင်းတို့ကိုကျောင်းမှာသာဆိုလို့ရှိရင်မင်းတို့ကိုအတန်းထဲမှာဒီချက်ကပန်းမွေပုံစာရွက်အလွတ်လေးတွေတယောက်တစ်ရွက်စီပေးပါမယ်။အဲ့ဒီစာရွက်အလွတ်လေးကိုမင်းတို့ကဘာလို့မဆိုခလာချေပေးရမယ်။ဒီချက်ကမင်းတို့ကြိုက်တဲ့အယောင်လေးတွေကိုသိကျင်တယ်လေ။ဒီချက်တန်းထဲမှာခလေးပနယောက်ကအနီအောင်လေးတွေကိုကြိုက်လေ။ခလေးပနယောက်ကအဝါယောင်လေးတွေကိုကြိုက်လေ။ဒီချက်သိကျင်တယ်။အဲ့ဒီအတွက်ကြောင့်မလို့မင်းတို့ကိုဒီချက်ကအာပန်းမွေ နော်ပုံလေးတွေဒီချက်ပေးလိုက်တဲ့အရာလေးတွေကိုသားတို့သမီးတို့တွေကကိုယ်ကြိုက်တဲ့အကြောင်းလေးတွေကိုခြေပေးရမှာခါလက်ခြေပေးရမှာဖြစ်ပါတယ်နော်ဟုတ်ပြီခြေလို့ပြီးတော့ပြီဆိုရင်နော်ဒီချက်ကိုဒီမှာကြောက်တင်ပုံမှာဒီလိုမျိုးလေးလာကပ်ပေးရမှာဖြစ်ပါတယ်โอเคကဲအဲ့တော့ကပ်ပြီးတော့ပြီနော်ဟုတ်ပါပြီနော်အဲ့ဆိုရင်သားတို့သမီးတို့ဒါလေးကဘာအကြောင်းလေးလဲအနီရောင်ဒါလေးကဘာအကြောင်းလေးလဲ ဟုတ်တယ်အပြာရဟုတ်ပါပြီเนาะကဲအဲ့ဆိုလို့ရှင်ဒီကြောက်တယ်မုံကိုကြည့်ပေးပါရှင်ဒီကြောက်တယ်မုံနဲ့မှာဘယ်အရာကအရေးအတွက်အများဆုံးလဲဒီချက်မြန်မြန်လေးပြောပေးဘယ်အရာကအရေးအတွက်အများဆုံးလဲမင်းတို့တွေလိုက်ရည်နေရလားဟုတ်တယ်เนาะအဲ့တော့ဒီချက်တို့အလွယ်တကူသိဖို့အတွက်နည်းနည်းခက်ခဲတယ်เนาะအဲ့ဆိုရင်ဘယ်အရာကရော အရေးအတွက်အနည်းဆုံးလဲသိသလားမြန်မြန်လေးပြောလို့ရမလား ဟုတ်တယ်တီချာတို့တွေကလေရှားရမလွယ်ဘူးဖြစ်နေတယ်ဘာကြောင့်ရှားရတာမလွယ်တာလဲအယောင်တွေကယောနေလို့အယောင်တွေကယောနေလို့ကဲအဲ့ဒါဆိုလို့ရှင်တီချေကဒီကြောက်တင်မုံကြီးကိုကြည့်လိုက်တာနဲ့မြင်လိုက်တာနဲ့ဘယ်အယောင်ကအများဆုံးလဲဘယ်အယောင်ကအနည်းဆုံးလဲဆိုတာကိုသိရအောင်တီချေဘယ်လိုလုပ်ရင်ကောင်းအောင်လဲဘယ်လိုလုပ်အောင်လဲတီချေကိုချက်တော့အကြံဉာဏ်လေးပေးပါအောင် ဟုတ်ပြီเนาะအဲ့ဒါဆိုလို့ရှိရင်ဒီမှာကြည့်ကလေးလေးတွေအများဆုံးကဘယ်အရာကိုကြိုက်ကြတလဲဆိုတော့ဒီချေတို့ရှာခြင်းနဲ့ဘယ်လိုရှာရင်လွယ်မလဲကဲစာမျက်နှာနှစ်ကိုကြည့်ကြရအောင်ဟိဟာတွေ့ပါပြီလား yes တွေ့ပါပြီအဲ့တော့ခုနကကြောက်တဲ့မုံမှာရှိတဲ့ပန်းမွင့်လေးတွေကိုဒီချေဘလူလှုပ်လိုက်တာလေ yes သူ့အယောင်နဲ့သူဘာလှုပ်လိုက်တာတော့ စီလိုက်တာเนาะသူ့အယောင်နဲ့သူဒီချေက စီပြီးတော့မှအာတက်တက်စီထားလိုက်တော့ဒီကြတဲ့မုံကြီးတရုတ်တမလို့ကြီးဘယ်အယောင်ကအများဆုံးခလေးအများဆုံးကြိုက်တဲ့အယောင်ကဘယ်အယောင်လဲဟုတ်တယ်အနီယောင်အဲ့ဘာဖြစ်လို့အနီယောင်အများဆုံးဖြစ်နေရလဲအရှည်ဆုံးဖြစ်နေလို့ပေါ့အဲ့ဆိုရင်ခလေးအနည်းဆုံးကြိုက်တဲ့အယောင်ကဘယ်အယောင်လဲပြောကြည့်ပါဦးဟုတ်တယ်အစိမ်းယောင်ဘာဖြစ်လို့အစိမ်းယောင်လို့ပြောတာရော ဟုတ်ပြီနော် အစိမ်းရောင်ကအနည်းဆုံးဖြစ်နေလို့ပေါ့ဟုတ်ပါပြီရှင်ကဲအဲ့ဒါဆိုလို့ရှင်အဲ့တော့ဒီအပေါ်ကလိုမျိုးတီချေတို့စီထားတဲ့စီလိုက်တဲ့အခါမှာကလေးအများဆုံးကဘယ်ပန်းမွေအရာကိုအကြိုက်ဆုံးလဲဆိုတာကိုချေတို့အလွယ်တကူသိနိုင်တယ်ဟုတ်ပြီနော်အဲ့တော့ချေတို့ဒီအပေါ်ကပုံကိုကြည့်ပြီးတော့ဒီအောက်ကမိကွန်လေးတွေကိုဖြည့်ကြည့်ကြရအောင်အဲ့တော့ဒါတို့တမလို့ရေမင်းတို့နဲ့တီချေနဲ့ပြောပြရတာအဆင်ပြေအောင်လို့တီချေကဒီလိုလေးလုပ်ချင်တယ်ဟဲ့ခုနက ဒါလေးရခေါင်းစဉ်เนาะအဲ့တော့ဒီပုံလေးကိုတီချက်တွားယူလိုက်ပါမယ်နားလေးဒါလေးကိုဖြက်ဖြက်ပြီးတော့တီချက်ဒီပုံလေးကိုတွားယူလိုက်မယ်เนาะဟုတ်ပါပြီဒါကတီချက်ယူလိုက်တာပါပုံကလေးပါโอเคเนาะအဲ့ဒါလေးကိုဒါလေးကပုံကလေးအဲ့ဒီပုံလေးပြီးတော့အောက်မှာတီချာတို့မေးခွန်းရှိပါတယ်ရှင့်မေးခွန်းလေးဒီမှာပါ ဒီမှာပါနော်မမေးခွန်းလေးရှိပါတယ်အဲ့ဒါကိုဒီချေတို့ကပုံကိုကြည့်ပြီးတော့မေးခွန်းတွေကိုဖြေရပါမယ်ဟုတ်ပြီနော်အဲ့ဒီတော့ဒီချေပုံလေးကိုသေးလိုက်မယ်နော်သေးလိုက်မယ်မင်းတို့တွေကဖတ်စာအုပ်ထဲမှာကြည့်လို့ရပါတယ်မေးခွန်းလေးကိုလည်းဒီချေသေးလိုက်ပါမယ်ရှင်ဟုတ်ပြီအဲ့တော့မေးခွန်းလေးကိုဒီချေဒီဘက်မှာထားရင်ရောအဆင်ပြေမလားအဲ့ဆိုရင်ဒီလိုလေးလှုပ်လိုက်မယ်နော်မေးခွန်းလေးကိုဒီနားမှာ ဒီနားလေးမှာဘာလို့ဆိုတော့ဒီကျတော့ပထမဦးဆုံးအာစတင်ချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျကဘယ်လိုမျိုးရရလဲဆိုတော့တခါလေးပြချင်လို့ပါရှင့် Okay အဲ့တော့ဒီပုံလေးကိုကြည့်ပြီးတော့တို့တွေမိကုံးလေးတွေကိုဖြေချရအောင်ဟုတ်ပြီเนาะအဲ့တော့ဒီမှာကြည့်နံပါတ်1ရဲ့ကာကြီးအဲ့ဒါကြောင့်မင်းတို့ရဲ့ဒီလေ့ကျင့်ငယ်သင်္ချာလေ့ကျင့်ငယ်စာအုပ်ထဲမှာဒီကျတို့ကတိပုံမှာကာကြီးလို့တက်လိုက်ပါဟိ တစ်ပုံမှာကာကြီးအဲ့ဒီမေကွန်လေးရဲ့အဖြေကိုဒီမှာရေးမယ်နော်ကဲတာရုသမလို့ရေးဒီချမ်းနောက်ကလိုက်ဆိုပြီးကလေးအများဆုံးကဘယ်ပန်းမွေအယောင်ကိုကြိုက်တယ်လဲကဲပြောပါအောင်ကလေးအများဆုံးကဘယ်ပန်းမွေအယောင်ကိုကြိုက်တယ်လဲ ဟုတ်တယ်အနီရောင်အဲ့ဒါကြောင့်မလို့မင်းတို့ကဒီကကြီးအဖြေလေးကိုရေးချင်ရင်ကကြီးလေးရဲ့ဘေးနားမှာအနီဒီမှာပါသူ့ရဲ့အောက်မှာရေးထားပါတယ်အနီအာရေအနာငေးလုံးကြီးတင်ဆန်ခန်းနီအနီအဆိုရင်နမကကြီးပြီးတော့ပါပြီခဲနမခါခွေးကိုဖြေပါမယ်ဒီကြောင့်မကြော်ပါနဲ့နော်အောက်ကနေပဲခါခွေးလိုတက်လိုက်ပါရှင့်ခဲမိကွန်လေးလိုက်ဖတ်ပြီးကလေးအနေဆုံးကဘယ်ပန်းမွေးအရာကို chạy tật lệ cái ta rồi tâm rồi gì anh em xong ngập bề bám mũi ấy giàu ngồi chạy tật lệ cho chị bảo hết thế à xe giàu thế nè à xe đi chơi lúc sau mau đi miao rồi thì bảo này à đó chị lùi vào đấy nọ à xe à gì à sa lô nói để ta xe với xe này bao xe à xe nhà bị na ở ba vị trí. Ok, nằm ở gần nghe ba. Ta rồi tâm rồi. Ở ngoài အဝါရောင်နဲ့အရေးအတွက်တူတာကဘယ်ပန်းမွင့်အရောင်နဲ့တဲ့။ Okay နမကငယ်ကိုပြင်မယ်ဆိုတော့ခန်းငယ်လို့တက်လိုက်ပါပေါ့။အဲ့တော့ teacher တို့ကပုံကိုသွားကြည့်ကြရအောင်။အဝါရောင်နဲ့အရေးအတွက်တူတာ teacher တို့တွေကဒီလေ့ကျင့်ငန်းမှာဒီသင်ခန်းစာမှာဆိုလို့ရှိရင်ဘယ်နှစ်ပွင့်လဲဆိုတော့ teacher တို့ကမသိကျင်ဘူး။မသိကျင်ဘူး။ရေတွက်စရာမလိုဘူးเนาะ။အဲ့တော့အဝါရောင်လေးသွားကြည့်မယ်။ဟေ့ဒီမှာပါအဝါရောင်လေး။ဟုတ်ပြီเนาะကဲအဝါရောင်လေးနဲ့အရေးအတွက်တူတာဆိုတော့ဒီမှာတန်တန်းကြီးတီချေတို့ကြည်လိုက်တော့တန်တန်း ဘာရောင်လေးလေခရမ်းရောင်လေးဟုတ်ပါတယ်ရှင်အဝါရောင်နဲ့အရေအတွက်တူတာကခရမ်းရောင်လေးဖြစ်ပါတယ်အဲဒါကြောင့်ခရမ်းခါခွေရေကရာခေါင်ရေမတ်ရန်ဝေဆက်နှလုံးပေါက်ရန်ခရမ်းဟုတ်ပြီနော်โอเคပြီးတဲ့နမဂါကြီးဟိနံပါတ်ဂါကြီးကဲနမကကြီးလေးကဗာလေးလဲဆိုမိကုံးလေးဖတ်ကြည့်ရအောင်ဒီချဲနောက်ကလိုက်ဖတ်ပြီးအပြာရောင်ပန်းမွင်ချက် လိမ်မော်ရောင်ပန်းပွင်ကိုကလေးပနေရပူကြိုက်တယ်လေကဲအပြရောင်ပန်းပွင်တဲ့လိမ်မော်ရောင်ပန်းပွင်ကိုကလေးပနေရပူကြိုက်တယ်လေအဲ့ဒါလေးကိုသိရဖို့အတွက်တီချေရူပေရန်လေးတော့ယူကြရအောင်ဟိဒီချေပေရန်လေးယူလိုက်ပါပြီโอเคအပြရောင်ပန်းပွင်ရဲ့ထိတ်ဆုံးကနေတီချေပေရန်လေးကိုထားလိုက်ပြီးတွေ့သလားတီချေထားတဲ့အတိုင်းဒီမှာနော်အပြရောင်ရဲ့ဒီထိတ်ဆုံး နေရာလေးကနေပေဒံလေးကိုထားလိုက်တယ်ပြီးတော့ဒီချေတို့ကလိမ့်မော်ရောင်ကိုတတ်ကြည့်မယ်လိမ့်မော်ရောင်ကဒီမှာအပြာရောင်ထက်ဘလောက်များနေတလဲဘယ်နှပွင့်ပုံများနေတလဲဟုတ်တယ်နှစ်ပွင့်များနေတယ်အဲ့ဒါကြောင့်မို့လို့ဘယ်နှယောက်ခလေးဘယ်နှယောက်ပို့ကြိုက်တာလဲနှစ်ယောက်အဲ့တော့ရေးလိုက်ပါဟိနေရရပါပြီလားဟုတ်ပါပြီเนาะအဲ့တော့ဒီကျေတို့ကအရှိကစာမျက်နှာ1မှာ နော်အရှိကစာမျက်နှာတက်မှာဒုရိကပန်းဝင်လေးတွေကိုစီထားတယ်။အဲ့ဒီစာမျက်နှာတက်မှာစီထားတဲ့ဟာကိုကြည့်လိုက်လို့ရှိရင်ဒုရိကဘယ်အယောင်ကအများဆုံးလဲဘယ်အယောင်ကအနည်းဆုံးလဲဆိုတာကိုအလွယ်တကူမသိနိုင်ဘူးနော်။အဲ့တော့ဒီချေတို့ကဒါလေးကိုဒီချေတို့ပြင်လိုက်တယ်။စာမျက်နှာနှစ်ကပုံအတိုင်းဒီချေတို့ပြင်လိုက်တဲ့အခါမှာနော်အယောင်လေးတွေကိုသူ့အယောင်နဲ့သူ့အုပ်စုလေးတွေခွဲပြီးတော့မှပြင်လိုက်တဲ့အခါမှာဘယ်သူကအများလဲဘယ်သူကနည်းလဲဘလောက်အရေးအတွက်ရှိတာလဲ ဲ့အရေးအတွက်တူတာကဘသူတွေလဲဆိုတာကိုဒီချေတို့အလွယ်တကူမလုပ်နိုင်တဲ့လဲ yes သိနိုင်တာပေါ့ ဟုတ်ပြီเนาะအဲ့တော့ဒါတို့သမီးတို့ကကိုယ့်အိမ်မှာလဲလေကစားစရာပစ္စည်းတွေအများအားကြီးပဲရှိတယ်เนาะကားလေးတွေအယုတ်ကလေးတွေအယုတ်မလေးတွေဘောပင်လေးတွေခဲရန်လေးတွေဘသူကအများကြီးဖြစ်နေလဲဆိုတော့ဒီချေတို့ကမသိနိုင်ဘူးအဲ့လိုမျိုးရောနေတဲ့ကစားပုံးထဲမှာကစားစရာပုံးထဲမှာအဲ့လိုရောနေမယ်ဆိုလို့ရှိရင်ဟာငါ့မှာတော့ငါအယုတ်ကလေးကအများဆုံးရှိရလဲဆိုတော့သိကြရင်အမျိုးအစားတူတာတွေကိုဒီချေတို့တစုစီစုပြီးရောရည်ကြည့်လိုက်လို့ရှိရင်ဘသူဟာငါ့မှာတော့ဘယ်အယုတ်ကအများဆုံးရှိတယ်လဲငါ့မှာတော့ဘယ် ယ်အယုတ်ကအနည်းဆုံးရှိလဲဆိုတာကိုဒီချဲတို့ကအလွယ်တကူသိနိုင်တယ်အဲ့တော့ပစ္စည်းလေးတွေရဲ့အရေးအတွက်တွေပစ္စည်းလေးတွေကိုနှိုင်းရှင်တာတွေကိုလှုပ်ဖို့အတွက်ဆိုရင်တိုးတွေကနော်အမျိုးအစားတူတာတွေကိုအုပ်စုလေးတွေဖွဲ့ပြီးတော့စီလိုက်လို့ရှိရင်အများဆုံးအနည်းဆုံးနေရင်ပြီးတော့အရေးအတွက်တူတာတွေရဲ့အဲ့လိုမျိုးနှိုင်းရှင်လို့ရတာပေါ့နော်အလွယ်တကူမလုပ်လို့ရသွားမှာလဲနှိုင်းရှင်လို့ရသွားပါမယ်ရှင်ဟုတ်ပါပြီအဲ့ဒါလေးကိုနားလည်ပြီလား Okay အဲ့ဒီလိုမျိုးရုပ်ပုံလေးတွေကိုအသုံးပြုပြီးတော့လှုပ်ထားတဲ့ဇာတ်လေးကိုဘာလို့ခေါ်လဲဆိုရင်တီချယ်တို့တွေကရုပ်ပြပုံလို့ခေါ်ပါတယ်ဘာလို့ခေါ်တယ်လဲရုပ်ပြပုံဟုတ်ပါပြီရှင်အဲဆိုလို့ရှင်ရတရုသမလို့ရင်စာမျက်နှာနှစ်ကလေးပြီးသားပြီဆိုတော့စာမျက်နှာ၃ကိုကြည့်ပေးပါရှင်ကဲစာမျက်နှာ၃စာမျက်နှာ၃ကမိကွန်းလေးတွေကိုကြည့်ပေးပါမိကွန်းလေးကိုကြည့်ပါမယ် ဟုတ်ပြီเนาะကဲဒီမှာပါစာမျက်နှာ၃ကမိကွန်လေးပါရှင့်အဲ့တော့သတိကံတုံးလေးထဲမှာနံပါတ်1 Okay အဲ့ဒီနံပါတ်1မိကွန်လေးကိုဒီချေတို့ဖတ်ကြည့်ကြရအောင်ပန်းမွင့်အရာအလိုက်စီထားသောပုံအရာ ုနာကပုံပြောတာเนาะပန်းမွင့်အယောင်နေအလိုက်စီထားတဲ့ပုံလေးပါအဲ့ဒီတဲ့ကပန်းမွင့်အယောင်တယောင်စီကိုကြိုက်တဲ့ကလေးအကြီးအတွက်ကိုဇရာမှာဖြည့်ရအောင်နဲ့ဆိုတော့မင်းတို့ကဆာမျက်နှာကိုဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ဖြစ်နေတယ်เนาะအဲ့တော့ဒီချေကခုနတော့ကပန်းမွင့်လေးတွေကိုသူ့အယောင်အလိုက်စီထားတဲ့ပုံလေးကိုဒီချေသွားယူပေးမယ်ရှင်တိုက်ပေးမယ်ရှင်မင်းတို့ကဆာမျက်နှာနှစ်မှာတက်ကြည့်ခြင်းလည်းရပါတယ်เนาะဒီခြေကတော့ဒီမှာအလွယ်တကူကြည့်လို့ရအောင်ဒီလိုလေးလှုပ်လိုက်ပါတယ် ဟုတ်ပြီနော်အဲ့တော့တအားသမရိုးရေကြည့်ရအောင်ဒီပုံလေးကိုကြည့်ပြီးတော့ဒီချေရိုးကဒီဇရားလေးကိုဖြည့်ရပါမယ်ရှင်အဲ့တော့ဇရားမှာဆိုရင်ဒီချေရိုးကနှစ်ပိုင်းရှိပါတယ်ပန်းပွင့်အယောင်ခလေးအည်အတွက်တဲ့ဒီဇရားလေးရဲ့နာမည်ကပန်းပွင့်အယောင်ဇရားဖြစ်ပါတယ်အဲ့တော့ကြည့်ရအောင်ဒီချေရိုးရဲ့ဒီမှာခုနကရုပ်ပြပုံမှာအရှိဆုံးမှာအပြာအဲ့ဒီအတွက်ကြောင့်မို့လို့ဇရားမှာလည်းအပြာခုနရုပ်ပြပုံမှာဒုတိယကအဝါ ဇယားမှာလည်းအဝါအဲ့တော့အစင်လိုက်ဖြစ်ရမယ်နော်ရုပ်ပြပုံမှာပါတဲ့အစင်အတိုင်းဇယားမှာဖြစ်ရပါမယ်ပြီးတော့အစိမ့်ရုပ်ပြပုံမှာလည်းအဇယားမှာလည်းအစိမ့်ဒီမှာကလိန်မောဇယားမှာလည်းလိန်မောဒီမှာကအနီဇယားမှာလည်းအနီဒီမှာကခယံဇယားမှာလည်းခယံဖြစ်ပါတယ်ရှင်အဲ့တော့ရုပ်ပြပုံနဲ့ဇယားခွက်နဲ့ကဒီချေတို့ဆက်ဆက်နေရဖြစ်ပါတယ်နော်ဟုတ်ပါပြီကေတာတို့တမလို့ရေအဲ့တော့ဇယားခွက်လေးကိုဒီချေတို့သွားဖြစ်ရအောင်အပြာနေရာမှာတုံးရီ ထားတယ်အဲ့ဒါဘာကိုပြောတာလဲอืมအကြရအောင်ပန်းခွင်ကလေးဘယ်နှစ်ပွင့်မှုလို့တော့သုံးပွင့်အဲ့တော့တအားတို့တမလို့ရေအဝါတဲ့ကဲအဝါနေရာမှာတချို့ဘာဖြစ်ရမလဲ1 2 3 4 4ဖြည့်မှာပေါ့ဖြည့်လိုက်ပါအောင်လေးအဲ့ဆိုရင်အစိမ့်အစိမ့်နေရာမှာတချို့ဘာဖြစ်ရမလဲပြော ဟုတ်တယ်နှစ်ဆင်ရပန်းမွင်ကလေးက1နှစ်နှစ်ပွဲမို့လို့ပါနော်ပြီးတော့ရင်လိန်မော်ရောင်1 2 3 5ဟုတ်ပြီလိန်မော်ရောင်နေရာမှာ5လို့ဖြေလိုက်ပါဟိပြီးတော့ရင်အနီး1 2 3 4 5 6 Okay အနီးက6ပွင့်ရှိလို့6ခရမ်းလေးကိုတောက်ကြည့်မယ်1 2 3 4အဲ့တော့ဘယ်လောက်လဲ4ရပါပြီလား ဟုတ်ပါပြီအဲဆိုရင်ဒီချယ်တို့တွေကရုပ်ပြပုံလေးကိုကြည့်ပြီးတော့ဇေယျွက်လေးဖြည့်တတ်မယ်လား ်ဟုတ်တယ်ဒါကတီချေရုအတန်းနဲ့ကလှုပ်ထားတဲ့ကြောက်တင်မုံမှာရှိတယ်တီချေရုရဲ့ရုပ်ပြပုံလေးကိုကြည့်ပြီးတော့တီချေရုကဇရာခွက်လေးဖြည့်လိုက်တာပါအဲ့ဒါကဘာလဲဆိုလို့ရှင်တီချေရုကိုကြောက်အောင်ဆရာမကြီးကကဲတမီးရေတဲ့တီချေကိုပြောတာပေါ့နော်တီချေရေတီချေအတန်းကအာခလေးလေးတွေကဘာရောက်လေးကြီးကြိုက်လဲဆိုတာကိုစည်ရင်းလေးလှုပ်ခဲ့ပြီးပါဆိုတော့တီချေဒီကြောက်တင်မုံကိုမပြီးတော့ယုံကနေကိုတပုတ်လို့ရအောင်လားပြော မရအောင်တော့အဲ့တော့ဒီချေကစဉ်းစားလိုက်တယ်စဉ်းစားပြီးတော့ဒီချေကဒီလိုဇယောက်ွက်လေးလှုပ်လိုက်တာပေါ့နော်အဲ့ဒီဇယောက်ွက်လေးမှာဒီရုပ်ပြပုံကအရေးအတွက်လေးတွေကိုဖြည့်လိုက်ပြီးတော့ဆံမကြီးကိုဒီစာရွက်ကလေးပဲသွားပို့လိုက်ရင်အဆင်မပြေဘူးလားပြေးသွားတာပေါ့နော်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့လို့ဒီချေတို့တွေကရုပ်ပြပုံလေးကိုကြတော့ဒီချေတို့အငင်းနဲ့အတုံးပြုတ်လို့အဆင်မပြေဘူးအဲ့ဒါကြောင့်မို့လို့အဲ့ဒီရုပ်ပြပုံကိုမင်းတို့ကဇရာလုပ်တဲ့ရပါမယ်နော် ဟုတ်ပြီနော်โอเคဟာဒါမှတခုရှိသေးတယ်နော်အဲ့ဒါဘာလဲဆိုတော့တီချေရူရဲ့ဟိုဘက်ကအခန်းနော်တီချေရူရဲ့ဟိုဘက်ကအခန်းတီချေရူက A ခန်းသူတို့က B ခန်းအဲနော်အဲ့ဒီဟိုဘက်ကအခန်းကတီချေလေးက သူတို့လည်းအဲ့လိုအခက်အခဲဖြစ်နေတာဟာကြောက်တဲ့မုံယူကိုယူသွားရမယ်နဲ့တူတယ်။နော်ဘလို့မှအမလဲကြောက်တဲ့မုံယူမပြီးတော့မယူရမလားဆိုပြီးတော့အခက်အခဲတွေဖြစ်နေတယ်။အဲ့တော့သားတို့သမီးတို့ကဒီရုပ်ပြပုံကိုကြည့်ပြီးတော့ကြောက်တဲ့မုံယူကိုကြည့်ပြီးတော့ဇရားလေးလှုပ်တက်သွားပြီဆိုတော့မင်းတို့ကတက်ကူညီပေးလိုက်ပါလားဟင်။ကူညီပေးပါလား။ Okay ကူညီပေးမယ်ဆိုရင်ဒီချက်ကိုဇာမျက်နှာနံပါတ်3ကိုဖွင့်ပေးပါရှင့်။ဇာမျက်နှာနံပါတ်3 ာမျက်နှာနံပါတ်3မှာတအားသမီးတို့ရေနော်နံပါတ်2ဆိုပြီးတော့ရှိပါတယ်ရှင်ဒီမှာပါဒီကြားဒီစာမျက်နှာလေးယူပေးမယ်တွေ့လားဟုတ်ပြီနော်โอเคအဲ့တော့တအားသမီးတို့တီချက်လေးကိုတောက်ကူညီပေးလိုက်နော်အဲ့တော့နံပါတ်1အောက်ကရုပ်ပြပုံထဲမှာအတန်းတတန်းကခလေးတယောက်စီရဲ့စိုက်တဲ့ပန်းမွင့်အယောင်နဲ့ခလေးအရေအတွက်ကိုပြထားတယ်ရုပ်ပြပုံကိုကြည့်ပြီး အောက်ကဇရာကိုဖြည့်ကြရအောင်ကဲတတော်တမျိုးကြီးဒီခြေလေးကိုကိုညီပေးလိုက်ပါအောင်ပြီးကန်းဆရာမကိုညီပေးလိုက်ပါအောင်အဲ့တော့ဒီရုပ်ပြပုံကိုကြည့်အောက်ကဇရာကလေးတို့တွေကိုညီပေးလိုက်ကြရအောင်အဲ့တော့ရုပ်ပြပုံမှာပြထားတဲ့အတိုင်းအပြအဝါအစိမ့်လိမ္မောအနိခယံဇရာမှာလည်းအပြအဝါအစိမ့်လိမ္မောအနိခယံကဲတတော်တမျိုးကြီးအပြနေရာမှာဒီခြေလေးကိုဘယ်လောက်ဖြည့်ရမလဲပြောကြည့်ပါအောင်ကြည့်ကြည့်မယ်နော် ငါ3 4 5ဟုတ်ပါပြီငါငါဖြည့်ရမယ်အဲ့တော့အဝါနေရာမှာဘာဖြည့်ရမှာတော့အဝါနေရာမှာဘာဖြည့်မှာလဲပြောပြပါအောင်3ဟုတ်တယ်1 2 3တုံးဖြည့်ပါမယ်အစိမ့်နေရာမှာဘာဖြည့်မှာတော့မသိဘူးလားမသိရည်ကြည့်မယ်ဟိ1 2 3 4 5 6 9โอเค9โอเคလိမ္မော်နေရာမှာဘာဖြည့်မှာတော့ကြည့်လိုက်ပါအောင် နဲ့3 4 5 6 6ဖြည့်မှာပေါ့အနီနေရာမှာဘာဖြစ်မှာလဲကြည့်ကြည့်မယ်နော်တနဲ့3 4 5 5โอเค5ဖြည့်လိုက်ပြီဟဲ့ခရမ်းနေရာမှာဘာဖြည့်မှာတော့တနဲ့3 4 5 6 8 8โอ้ရှစ်ခုတော့မှရှစ်ယောက်တောင်မှကြိုက်ပါတယ်။အဲဆိုရင်သူတို့အတန်းကလည်းဒီစရာကွက်လေးကိုယူပြီးတော့ပဲအကြောင်းဆရာမကြီးကိုတပိတ်လိုက်မရဘူးလား။ ရသွားတယ်နော်အဲဒါမဲ့တပေးလို့လေတပေးတဲ့အချိန်မှာဆမကြီးကနေပြောအေးခဏနေအောင်ဆမကြီးကမိကုန်းလေးတွေမေးကျင်လို့တဲ့တိလားနော်ဆရာမရမိကုန်းလေးမေးချင်လို့ဟာဗာမိမလည်းမသိဘူးโอเคကြည့်ရအောင်နမတ်ကကြည့်ဟိခလေးအများဆုံးကဘယ်ပန်းမွေအရာကိုကြိုက်တလဲတဲ့ကဲတားတို့တို့တို့ရေပုံလေးကိုကြည့်ပြီးဖြည့်ပေးပါအောင်ဒါမှမဟုတ်လို့ရှင်ဇရာကိုကြည့်ပြီးတော့ဖြည့်လေရပါတယ်ရှင့်ဟုတ်ပါပြီအဲ့တော့ဘယ်အရာကိုကြိုက်တလဲ ခယံဘာဖြစ်လို့လဲပုံထဲမှာဆိုရင်ခယံကအရှည်ဆုံးဇရာမှာဆိုရင်ခယံကနံပါတ်8အကြီးဆုံးဖြစ်လို့ပေါ့အဲ့ဒါကိုတအားတို့တို့တွေကရေးတဲ့စာအုပ်ထဲမှာဒီချက်ကိုဖြည့်ပြရပါမယ်ဒီချက်ကိုဖြည့်ပြရပါမယ်ရှင်အဲ့ဒါဒီချက်ဒီဇရာလေးကိုဒီဘက်ကိုရွှေ့လိုက်မယ်ရမလားဒါလေးတွေကိုဒီလိုလေးရွှေ့လိုက်ပါမယ်ရှင်ဩဟဲ့အဲ့ဒါလို့ဆိုရတာပဲ တဒန်အာကတိပဲနော်ဟုတ်ပါပြီရှင်ဒီခြေကအဲ့ဒီလိုမျိုးရွှေ့လိုက်ပြီးသားတော့မင်းတို့ရဲ့ကြည်တဲ့တင်ချာတွက်တဲ့စာအုပ်မှာနောက်တစ်မျက်နှာကိုလှန်လိုက်ပါခြေတို့နံပါတ်ကလေးတက်ပါမယ်ဒီမှာနှစ်ဆိုတော့နှစ်ပုံမှာလို့တက်ပါမယ်အဲ့တော့မိကုံးနံပါတ်ကကြီးကိုဖြေမှာမို့လို့ကာကြီးခေတ္တတို့တမလို့ကြီးကလေးအများဆုံးကဘယ်ပန်းမွေအရာကိုကြိုက်တယ်လဲ ခယံခယံစလုံးမပေါင်းတရင်ဒီမှာကြည့်ပြီးတော့ရေးလို့ရပါတယ်ခါခွေရေခရာကောင်းရေးမတ်ရံဝေစံနှလုံးပေါက်ရံခယံ okay နမခါခွေဟိရေးရအောင်တချောင်းကြော်ကြောင်မလို့เนาะဆမကြီးရထမေးပါတယ်ခလေးအနည်းဆုံးကဘယ်ပန်းမွေအရာကိုကြိုက်တလဲတဲ့ကဲဘယ်ပန်းမွေအရာကိုကြိုက်တလဲပြုံးအဝါရောင်မှာပုံမှန်ဆိုရင်အဝါရောင်ကအတူဆုံးဇရားမှာဆိုရင်အဝါရောင်နံပါတ်3ကအငယ်ဆုံးမဟုတ်ဘူးလား ဟုတ်တယ်နော်အဲ့ဒါကြောင့်အဝအဝဟုတ်ပါပြီရှင်အဲ့ဆိုရင်နမကငယ်လေးကိုဖြေချရအောင်အဲ့ဒါကြောင့်နမကငယ်လို့တက်လိုက်ပါနမကငယ်မေကွန်လေးကအဝရောင်ပန်းမွင့်ထက်ခရမ်းရောင်ပန်းမွင့်ကိုခလေးပနဲ့ရောက်ကြိုက်တယ်လေကဲအဲ့တော့အဝရောင်နဲ့ခရမ်းရောင်ကိုပဲကြည့်ပေးပါရှင်အဝရောင်နဲ့ခရမ်းရောင်ကိုပဲကြည့်ပါမယ်အဲ့ဒီမှာအဝရောင်ကနေပြီးတော့ဒီချေတို့ကပေရန်လေးတင်လိုက်ပါဟိ ပေရန်လေးတင်လိုက်ပါမင်းတို့ရဲ့ပေရန်လေးကိုအဝါရောင်ရဲ့အပေါ်ဆုံးကနေတင်ပြီးတော့ဒီချက်ကိုမြင်းချောင်းလေးတစ်ချောင်းဆွဲကြည့်ပါဟိခရမ်းရောင်ထိရအောင်ဆွဲကြည့်လိုက်ပါအဲ့ဒါဆိုရင် အပေါ်မှာခရမ်းရောင်ကဘလောက်ပုံနေတယ်လဲဘလောက်ပုံများနေတယ်လဲရည်ကြည့်ပေ1 2 3 4 5အဲ့ဒါကြောင့်အဝါရောင်ပန်းမွင့်ထက်ခရမ်းရောင်ပန်းမွင့်ကိုခလေးဘယ်နှယောက်ပိုကြိုက်တယ်လဲ yes 9ယောက်ပေါ့ဘယ်နှယောက်ပိုကြိုက်တာတော့ 500ရဟုတ်ပါပြီเนาะဟုတ်ပါပြီရှင် KR ဆိုလို့ရှင်ဒီ zero တွေကเนาะအဆင်စင်မကြဘဲနဲ့ရောပြီးတော့စီထားတဲ့ပုံလေးကို ကြည့်ရတာအအဆင်ပြေအောင်ဘယ်အရေအတွက်တွေကဘလောက်လဲအများဆုံးအနည်းဆုံးတွေကိုအလွယ်တကူသိရှိနိုင်ဖို့ address ဒီ zero ကအုပ်စုအလိုက်เนาะမျိုးတူတဲ့ ုပ်စုအလိုက်ဒီခြေတို့အုပ်စုလိုက်သူ့ဟာသူစီလိုက်လို့ရှိရင်ခြေတို့ကဘယ်သူအများဆုံးလဲဘယ်သူအနည်းဆုံးလဲဆိုတာကိုဒီခြေတို့အလွယ်တကူသိနိုင်ပါတယ်အဲ့ဒီလိုလောက်တာကိုရုပ်ပြပုံလို့ခေါ်ပါတယ်အဲ့ဒီရုပ်ပြပုံလေးကိုကြည့်ပြီးတော့ဒီခြေတို့ဘာလောက်တက်သွားပြီလဲဇရာွက်လေးဆွဲတက်သွားပါပြီနော်ဟုတ်ပြီနော်ဆရာွက်လေးဆက်တက်သွားပါပြီ KR ဆိုလို့ရှိရင် teacher တို့ဘာလို့ကြာမလဲဆိုရင်ဒီနေ့ video 1ကအဲ့တော့အစီအစဉ်တကြားဖြစ်ဖို့ address အရေးအတွက်တွေကိုအလွယ်တကူသိဖို့အတွက်ဂျေရုကတေးချာချာစီစဉ်ထားတဲ့ရုပ်ပြပုံလေးကိုလုံနိုင်သွားပါပြီ။အဲ့ဒီရုပ်ပြပုံလေးကိုကြည့်ပြီးတော့လေအာဘာလို့တက်လဲမိကွန်းလေးတွေဖြည့်ပြီးသွားပြီးဇရာလေးတွေလည်းလုံတက်ပြီးသွားပါပြီ။အာဆိုလို့ရှိရင်ဒီချေရုဗီဒီယိုနံပါတ်1ကိုခဏလောက်ရပ်လိုက်ကြရအောင်။နောက်တင်ငန်းစာတွေမှာပြန်တွေ့မယ်နော်။ဗီဒီယိုနံပါတ်2မှာပြန်တွေ့ပါမယ်ရှင်။ ဟုတ်ပြီနော်အဲ့တော့ဒီဗီဒီယိုနံပါတ်1အတွက်အင်တာလေးမင်းတို့အခုအင်တာတော့မဟုတ်ဘူးပေါ့နော်ဒီ channel လောက်ထားတဲ့ဒီမှာအဖြေတွေရေးထားတဲ့စာမျက်နှာလေးတွေကိုအဲ Telegram group မှာပဲဖြစ်ဖြစ်အာဒီဗီဒီယိုလေးရဲ့ comment comment box မှာပဲဖြစ်ဖြစ်ဒီ channel ကိုအင်တာလေးပြပေးပါရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗီဒီယိုနံပါတ်2မှာပြန်တွေ့ကြမယ်နော်တတ